ကိုယ့်ရဲ့ဝါသနာအတွက်ကြိုးစားကြတဲ့အခါမှာမိသားစုရဲ့စပိုးကိုရရှိပြီးလွယ်ကူစွာရှောက်လန်းနိုင်တာတွေရှိသလိုကိုကိုယ်တိုင်ဂီယူတိုက်စူးစမ်းအကောင့်တွေဖွဲ့ရတာတွေလည်းရှိပါတယ်။ကိုဝါသနာပါတဲ့မျက်လည်ပညာကိုငယ်စဉ်တည်းကလေလာကကြီးစုသူရဲ့အပြုံးတွေကိုကျေနပ်ရင်းဝါသနာပါရာကလူးဆက်မဂျီရှင်တယောက်နေနဲ့ဖြတ်တန်းနေသူကတော့အာကာကျော်ပါ။အဓိကကတော့အနီးကမျက်လည်ပေါ့နော်။ကျွန်တော်အနီးကမျက်လည်ပြရတဲ့သူပါ။အဲပြီးတော့ကျွန်တော်ကဖဲမျက်လည် ကိုပို့ပြီးတော့ specialize ပို့လုပ်ပါတယ်တကယ်တကယ်လေးလာတင်တာတော့ကျွန်တော်ခုနှစ်တန်းနှစ်မှာပေါ့နော်ဆိုတော့အဲ့ဒီခုနှစ်တန်းနှစ်မှာကိုပဲကျွန်တော်ပို့ကပို့ပြီးတော့များတော့တယ်အဲ့လိုလုံးချင်သေးပို့များတော့ပေါ့နော်ကျွန်တော်လုံးခဲ့နှစ်ကပြောရရင်အခုဆိုရင်ခုနှစ်တန်းနှစ်ကဆိုတော့ကျွန်တော်12နှစ်ကျော်13နှစ်ထဲပဲရှိပါပြီဒီလူတိုင်းပေါ့နော်ကျွန်တော်မြင်လဲလုပ်တဲ့လူတိုင်းရဲ့ပထမဆုံးဘာလို့လုပ်တယ်ဆိုတဲ့အကြောင်းအရာကပရိသတ်ကြောင့်လို့ပြောလို့ရတယ်အဓိကပရိသတ်အပြုံးကြောင့်ပေါ့နော်ကျွန်တော်ခုနှစ်တန်းမှာကျွန်တော်တကယ်ချင်းတွေကိုမြင်လဲပြတော့ကျွန်တော်အဲ့လိုပဲဟိုပေါ့ line မော်ကနေ ျွန်တော်အဲ့လိုပြောက်ွက်တခုကျွန်တော်တီးလို့သူတို့ပြပြရတဲ့အချိန်မှာအဲ့သူတို့ရဲ့အံ့ဩသွားတဲ့မျက်နှာပေါ့နော်အဲ့မျက်နှာကိုမြင်လိုက်ရတဲ့ feeling ကကျွန်တော်တို့အင်မကျွန်တော်တို့ပို့ပြီးတော့လို့အားဖြစ်စေရပါဘူးအခုထိပေါ့ကျွန်တော်တို့ကဥမာဝိုင်းရင်တွေတခုလုံးနေလုံးနေပြီပဲပေါ့နော်တစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့ဝါသနာကိုအမြင်နဲ့အချိန်တခုပေးပြီးတော့လေ့လာတယ်ဆိုရင်အဲတချင်ချင်းမှာပေါ့နော်ကျွန်တော်တို့လူချင်းနဲ့အရာကိုရနိုင်ပါရဲ့ပေါ့